အမြဲပင်ပန်းနေမယ်ဘလောက်ပဲပြင်းပြင်းထန်ထန်ခြေနေဆော့ဆော့မာဆာရီကြီးမလှဘူးအဲ့ဒါကတော့တက်ထရိုစတုန်းကြားဟော်မုန်းနဲ့ချင်းကြောင့်ဖြစ်ပါတယ်ဘိုင်နာတဝိုင်ဘော်ဒီတစ်ခုလုံးမှာအစီအေများခြင်းကကြားဟော်မုန်းကိုနှဲစေပြီးမဟော်မုန်းကိုမြင့်တက်စေပါတယ်ဒီနေ့မှာတော့တဘာဝအတိုင်းကြားဟော်မုန်းတက်ထရိုစတုန်းကိုဘယ်လိုမြင့်တက်အောင်လုပ်ရမလဲဆိုတာပြပြပြမှာပါ။ squat, deadlift, push up တို့လိုမျိုး combo movement တွေလုပ်ရင်တက်ထရိုစတုန်းကိုပိုပြီးမြင့်တက်စေပါတယ်။ ကျန်းမာရေးအစားအသောက်တွေကိုစားပါ ကျန်းမာရေးအစီတွေဇင့်မက်ဂနီဆီယမ်တို့လိုမျိုးမိုက်ခရိုနျူထရီယန့်တွေကိုစားမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့တက်ထရိုစတောင်ပိုပြီးမြင့်မားစေနိုင်ပါတယ်စိတ်ဝိစီမှုကိုလျော့ကျအောင်လုပ်ပါ stress ဖြစ်တဲ့အခါမှာ cholesterol ထွက်လာပြီးကြောက်ဟော်မုန်းကိုလျော့ကျစေနိုင်ပါတယ်ဒီနေ့ကိုခေါ်နိုင်ရနေ9နာရီနှင်းနှင်းချက်ချက်အိပ်ပါအိတ်ချိန်နဲလေကြောက်ဟော်မုန်းနဲလေဖြစ်ပါတယ်အပြင်မှာလမ်းလျှောက်ပါပြေးပါနေအောင်ခြင်းနဲ့ထိတွေ့ပါအသက်ရှူလေ့ကျင့်ခန်းလုပ်ပါတရားထိုင်ပါ တကယ်လို့ဒီအချက်လေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိခဲ့မယ်ဆိုလို့ရှိရင်ဒီ page လေးကို like and follow လုပ်ပေးခဲ့ကြပါ